မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပမော်ရှိစစ်ကောင်စီတပ်နေရာချို့ KIA ပူပေါင်းတပ်ထပ်သိမ်းပိုက်ပြီးမြေဆုံဒေသနဲ့ဖားကန့်လမ်းပိုင်းတိုက်ပွဲဆက်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ပမော်မြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဆွေရနေရာချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူပေါင်းတပ်ကထပ်မံသိမ်းပိုက်ရရှိခဲ့ပြီးမြေဆုံနဲ့ဖားကန့်ဒေသမှာလည်းတိုက်ပွဲဆက်ဖြစ်နေရလို့စင်ရေးသတင်းရင်းမြစ်တချို့ကပြောပါရင်း ဗမောမျိုးသိန်းစစ်စင်ရင်ကို AP25 ရဲ့မှာ KIA ဘူပေါင်းတက်ကပြန်လည်ဆင်နွှဲရမြစ်ကြီးနားမျိုးနဲ့မြစ်ဆုံဒေသဖားကတ်မျိုးနဲ့ကာမိုင်းနန်ရလန်ပိုင်းတို့မှာစစ်ကောင်စီတက်ကထိုးစစ်ဆင်နေပြီးတိုက်ပွဲများဖြစ်ပွားနေပါတယ်။ AP29 ရဲ့ဗမောမျိုးတိုက်ပွဲအတွင်းကုတ်ကူတော်ရက်ကွက်ရှိမိရှုဖြစ်စင်ခရရတဲ့ခရီးရန်ဖျားကြောင်းဤတက်ဆွဲနေတဲ့စစ်ကောင်စီတက်ကို KIA ဘူပေါင်းတက်ကတိုက်ခိုက်ခဲ့ပြီးကချင်စုရက်ကွက်ရှိဖျားကြောင်းအလကတုံနေရတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်နေရကိုလည်း KIA ဘူပေါင်းတက်ကသိမ်းပိုက်ခဲ့တယ်လို့ကချင်စင်ရေးတရင်အင်းမြင့်တအုပ်ကအတည်ပြုပါတယ်။ ၎င်းနဲ့ပတ်သက်ပြီးအခြား KIA သတင်းအချင်းမြစ်တောက်ကလည်းဟုတ်တယ်သူတို့ KIA ပူပေါင်းတပ်ကတနင်္ဂနွေနေ့မနေ့ကပေါ့စစ်မျက်နှာ၃ခုကနေဝင်တိုက်တဲ့အချိန်မှာဒီပွဲမီးရှို့ခံရတဲ့ဘုရားကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ရောပါတဲ့အကောင်လုံးကိုချိန်မုံလိုက်ပြီးပေါ့အဲ့ဒီလိုသတင်းရတယ်လို့ပြောပါရယ် KIA ပူပေါင်းတပ်ကဗမာမျိုးရှိစစ်ကောင်စီတပ်ရဲ့လက်ကျန်တက်စကန်တွေကိုနေရာပေါင်းစုံမှာဝင်တိုက်နေခြင်းဖြစ်တယ်လို့ပြောပါရယ် KIA သတင်းပြန်ကြားရေးဌာနရဲ့ AP 29ရဲ့သတင်းဖော်ပြချက်မှာ KIA ပူပေါင်းတပ်က AP 25ရဲ့မှာဗမာမျိုးမှာကြန့်ရှိနေတဲ့ ဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးတွေနဲ့အပြင်အထံခုခံနေတယ်လို့အတိပေးပြီးအသေးစိတ်ဖော်ပြမထားပါဘူး။ဒါအပြင် AB 29ရဲ့မနက်မှာ KI တပ်မဟာတင်းနေမြေကွေတော်နဲ့တံဖဲဘက်ကိုစစ်ကောင်စီတပ်စီရေးလှောင်ရှာလာလို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ KI ကအတိပေးပါတယ်။ တံဖဲချင်းရွာနီမြေဆုံဒေသကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီး AB 29ရဲ့မနက်9နိုင်ခွဲမှာမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်တိစုံမှုရှိပြီးပြန်လည်ဆုတ်ခွာသွားကြောင်းကချင်စီတရင်ရင်မြင့်တုံကအသိပေးပါရယ်။ဒါအပြင် KAI တရင်ပြန်ကြားရေးဌာနရဲ့ဖော်ပြချက်မှာ KAI တပ်မဟာကိုဖောက်ကန်ဒေသဥရုဒေသရှိတရင်26နဲ့တရင်44နယ်မြေတွေမှာ AB 22ရဲ့မှစပြီးစစ်ကောင်စီတပ်နဲ့ SNE ပြည်သူ့စစ်ဖွဲ့ကမြေပြင်ထိုးစစ်တာမကနေကြောင်းနဲ့ပါနေစဉ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေရလို့အသိပေးထား ါပါတယ်။ဖားကံဘတ်တာမခန်အထက်ဖားကံမရောက်ခင်ဒီနေရာမှာလည်းစစ်ဖြစ်နေကြတယ်။ပြီးရင်လဝါဖားကံမြို့နယ်ကျေးရွာဘက်လည်းစစ်ဖြစ်နေရလို့ကချင်စင်ရေးတရင်ရင်မြကဖားကံဒေသစင်ရေးအခြေအနေကိုပြောပါရတယ်။ KIA တိုင်ရင်44ဘက်မှာ AP 29ရဲ့မနက်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ကတိုက်ပွဲနေရာကိုလေကြောင်းပစ်ကူပေးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါရတယ်။ဒါအပြင်ကမိုင်းပြူဟာကုန်းမှလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း KIA ကအတည်ပြုပါရစစ်ကောင်စီတပ်ကမအူပင်ရေကာတာချင်းရွာနီး AP 25ရဲ့မှာလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIA ကဖော်ပြပါရတယ်။ဒါအပြင်ကမိုင်းနဲ့နှံ့ရချင်းရွာကြားရေကာတာရွာနီးစစ်ကောင်စီတပ်အင်အားအလုံးရင်စစ်ကြောင်းထိုးပြီးတိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရတယ်။မအူပင် ီကာရာနီမှာ AP24 ရဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနာပြီးမင်းကတိုက်ပွဲမှာလည်းအထိနာပြီးစစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားတယ်လို့သိရကြောင်းသတင်းမှဖော်ပြထားပါတယ် ဆက်လက်ပြီးထီချိုင်မြို့နယ်ရပ်ဖက်စင်ယုံနယ်စတင်ကြောင်းကိုစစ်ကောင်စီကလည်ရင်နဲ့ပုံချင်းချမှုပြည်သူနာဦးတည်ဆောင်ပြီးအများအပြားတန်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းထီချိုင်မြို့နယ်ရပ်ဖက်စင်ယုံနယ်စတင်ကြောင်းကိုစစ်ကောင်စီကလည်ရင်နဲ့ပုံချင်းချရာပြည်သူနာဦးတည်ဆောင်ပြီးအများအပြားတန်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။ AB လ26ရက်နေ့နေ့လယ်7:00ဝန်းကျင်အချိန်ထီချိုင်မြို့နယ်အတွင်းရှိကျင်းရွာတစ်ခုမှာရှိနေတဲ့ရပ်ဖက်စင်ယုံကိုစစ်ကောင်စီကလည်ရင်နဲ့ပုံချင်းချခဲ့ကြောင်းပုံချင်းမှုကြောင့်စင်ယုံတက်လူနာတအုပ်ထိခိုက်တန်ရာရရှိ င်ခဲ့ကြောင်းသိရပါတယ်။ဧပြီလ26ရက်နေ့နေ့လယ်12နာရီမှာဇက်တိုင်လင်းရင်နဲ့ဒီကြိုင်မြို့နယ်အတွင်းမှာရှိတဲ့အရက်ဖတ်စင်ယုံကိုဘုံနှလုံးကျင်းချတဲ့စင်ယုံတက်နေတဲ့လူနာနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့ စင်းရုံပေါ်ပုံမကျဲခင်လင်းရင်ကတုံးပတ်ပတ်ပြီးမှပုံကျဲချတာဒါကြောင့်လူနာတွေရှောင်ကျဉ်ရသွားတယ်။စင်းရုံတီနီယာကသင်ရပင်တွေချရှိပြီးမှဒလန်သတင်းပေးရတာကြောင့်နေရအတိအကျနဲ့ပုံကျဲခံရတယ်လို့ဒေသခံပြည်သူတော်ဦးကရှင်းပြပါတယ်။အလားတူအေပြီလ26ရက်နေ့ည7:38မိနစ်ချိန်ထီးကျိုင်းမြို့နယ်အတွင်းရှိစာတင်ကျောင်းကိုလည်းစစ်ကောင်စီကပုံထမှန်ကျဲချသွားပြီးပြည်သူနာဦးတည်ဆောင်းခဲ့ကြောင်းအချောင်းပြည်သူတော်ဦးမှလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ညာပိုင်းဘုံထက်ကျင်းတာကတော့အသက်80ကျော်အဖွာအသက်20ကျော်မြို့သမီးတအုပ်နဲ့10နှစ်အရွယ်ကလေးတအုပ်စုစုပေါင်း3ဦးတန်ရာအပြင်းထန်ရပါတယ်တိစုံနာကနှစ်ဦးပါလို့ပြောပါတယ်အကြံဖက်စစ်ကောင်စီကဧပြီလ23ရက်နေ့မှာဧပြီလ30ရက်နေ့ထိအပြစ်ခံရစိုင်းကြီးကြီးညာထားတော့လဲနိုင်ငံတော်မှာပုံကျဲတိုက်ခိုက်မှုတွေကိုစက်တိုက်လှုပ်ဆောင်နေရရှိကြောင်းတော်လိုင်းတပ်တွေနဲ့ပြည်သူများရဲ့ပြောဆိုချက်ရသိရပါတယ် နောက်ထပ်တပုံအနေနဲ့စကိုင်းကလင်းကြီးကြောင့်တက္ကသိုလ်ဝင်တန်းအပြေလွှာပြင်ဆင်ခဲ့တဲ့ကျောင်းသား6300ကျော်ကိုဂုံတိတ်ခါရှိစေဖို့အဆောင်မပေးဘဲစာမီဝဲပြန်ဖြေခိုင်းမယ်လို့စစ်ကောင်စီကပြောပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးကျောင်းတက္ကသိုလ်ဝင်နဲ့အဖြေလွှာများပြင်ဆင်ခဲ့တဲ့ကျောင်းသားချောင်းသူ6300ကိုဂုံတိတ်ခါရှိစေဖို့အဆောင်မပေးဘဲစာမီဝဲပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်းစစ်ကောင်စီက ပြောဆိုခဲ့ပါတယ်မန္လာ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာလေးသိန်းခန့်မိလောင်ပျက်စီးခဲ့ကြောင်းအဆိုပါအဖြေလွှာတွေမှာမန္တလေးနေပြည်တော်စကိုင်းနဲ့ကချင်ပြည်နယ်မှာတက္ကသိုလ်ဝင်နဲ့ចောင်းသားចောင်းသူများဖြည့်ဆို့ထားတဲ့အဖြေလွှာတွေဖြစ်ကြောင်းဒါကြောင့်ဖြေလွှာပျက်စီးခဲ့တဲ့ចောင်းသားចောင်းသူတွေကိုလာမယ့်ဇွန်လ16ရက်ကစပြီးစာမေးပွဲပြန်လည်ဖြည့်ဆို့ခိုင်းဖို့စစ်ကောင်စီကကြေညာခဲ့ပါတယ်ဂုံတိတ်ခါရှိဖို့ဆိုတာကမန္တလေးငလင်ကြောင်းအကုံအအောင်ပေးလိုက်တယ်ဆိုပါဆိုဒါဆိုအကုံအအောင်ပေးလိုက်တဲ့ခင်မှာအောင်လာကြတဲ့ចောင်းသားចောင်းသူတွေဆိုပြီးတချို့ကပြောလာကြ မှာဖြစ်တယ်ဒီလိုအပြောခံနိုင်ပါမလားဆိုတာလည်းစဉ်းစားကြပါဘာပဲပြောပြောចောင်းသားចောင်းသူတွေအားလုံးကကိုယ့်ရဲ့မှန်မှန်နာလေးတွေစူးစမ်းအထောက်အမှုလေးတွေကိုပြကျင်ကြတာဖြစ်ပါတယ်ဒါကြောင့်ဂုံတိတ်ခါရှိဖို့အတွက်စာမီခွဲကိုပြန်လည်ကျင်းပခြင်းလည်းဖြစ်တယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနလေးလာဆန်းစင်အကဲဖြတ်ရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါက်တာချောချစင်ကစစ်ကောင်စီရဲ့ဝါရဖြင့်သတင်းစာများမှာပြောဆိုထားပါတယ်ဇော်လအတွင်ပြန်လည်စစ်ဆေးမယ်တက္ကသိုလ်ဝန်ထမ်းစာမီခွဲမှာចောင်းသားចောင်းသူ6000ကျော်ကိုပြန်လည်ဖြည့်ဆို့ရမှာဖြစ်ပြီး စာစစ်ဌာနနေရာနီးပါးဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနပညာရေးသုတေသနစီမံကိန်းနဲ့လေ့ကျင့်ရေးဦးစီးဌာနမှခိတညွန်ကြိုင်မှုကြောင့်ဒေါက်တာခင်တီရာမှုကတက္ကသိုလ်ဝန်ထမ်းစာမီဝဲကိုပြန်လည်စစ်ဆေးခြင်းများတရားမျှတမှုအတွက်ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်းပြောဆိုပါတယ်စာမီဝဲဖြေဆိုပြီးအောင်မြင်မှုရခြင်းကကိုကိုကိုယုံကြည်မှုရရှိစေပြီးတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့တခြားသူတွေအတွက်မျှတမှုကိုလှုံ့ဆော်နိုင်စေမှာဖြစ်တယ်လို့ဆိုပါတယ်မန္တလေးမှာကြောင်းသားမိဘပြည်သူများစုကတော့တက္ကသိုလ်ဝန်စာမီဝဲဖြေဆိုခဲ့တဲ့အချိန်က ငလင်လောက်ခတ်ခြင်းမရှိလို့စိတ်အေးသက်သာစွာဖြေဆိုနိုင်ခဲ့ပြီးမြတ်ကတော်ဝင်တန်းပြန်လည်စစ်ဆေးတဲ့အချိန်မှာတော့ငလင်တန်းကြောင့်အိမ်ပြို့ စည်းဝါပြန်မိသားစုဝင်တွေတည်ဆုံထားကြတာဖြစ်ကြောင်းဒါကြောင့်ចောင်းသားចောင်းသူတွေအနေနဲ့လည်းမိဘတွေအနေနဲ့တော့၎င်းစာမေးပွဲကိုပြန်လည်ဖြည့်ဆို့ဖို့ကမလွယ်ကူကြောင်းသုံးသပ်ပြောဆိုပါတယ်ဒီဖြစ်လာတဲ့ပျက်စီးတဲ့ကတော့တဘာဝဘေးကြောင့်ဖြစ်တာចောင်းသားចောင်းသူတွေလည်းပြန်ဖြည့်ရမယ်တာဝန်မရှိဘူးအကုံအောင်ပြီးရင်တော့ဒါကြီးကိုစိတ်ပူစရာမလိုတော့ဘူးအခုငလင်းចောင်းအားလုံးဒုက္ခရောက်နေကြတာဆိုတော့စိတ်အေးလက်အေးစာမေးပွဲဖြည့်နိုင်ဖို့ခက်ခဲပါတယ်လို့မဟာအောင်မြင်မြို့နယ်မှာចောင်းသားမိဘတအုပ်ကသုံးသပ်ပြောဆိုပါတယ် နောက်ထပ်တပုတ်အနေနဲ့တဝဲမြို့နယ်ရှိတဝဲအမတ်ရှိပြည်သာစုလမ်းမပေါ်ရှိဟာလီကွေစစ်တပ်စခန်ကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၁၆ဦးကိုလက်နက်စကူနဲ့ခရရနဲ့အတူဖမ်းဆီးရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရိုင်တိုင်းတဝဲမြို့နယ်ရှိတဝဲအမတ်ရှိပြည်သာစုလမ်းပေါ်ရှိဟာလီကွေစစ်တပ်စခန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၆ဦးကိုလက်နက်စကူနဲ့ခရရများနဲ့အတူဖမ်းဆီးရရှိကြောင်းဒုရကစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ အေပီလ26ရက်နေ့မနက်6နာရီဝန်းကျင်အချိန်တနင်္သာရီတိုင်းဒဝဲမြို့နယ်မောင်မဲရှောင်ကျင်းရွာရှိဒဝဲအမှတ်ရှင်ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းဟာလီကွေစစ်ကောင်စီတပ်စခန်းကိုညီနောင်မဟာမိတ်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ကလက်နက်ကြီးပစ်ကူအများပြားနဲ့လေယာဉ်ပစ်ကူများပေးခဲ့ကြောင်းစစ်တပ်ဗမာဘူကြီးတအုပ်တည်ဆောင်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက်တွေကိုလည်းတင်ဆက်ရရှိခဲ့ရာ MA1 တနက်ကိုလည်း MA2 တနက်တလက် MA3 6လ န် MA4 တက်လက် BA100 တက်လက်နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်စင်ရင်ကိုတဝယ်မျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ KNU တပ်မဟာလေးတိုင်ရင်စနစ်တက်ခွင်ကအုတ်အော်စစ်ကြောင်း DGRF TBL ဒေါနာတက်ခွဲခုနှစ် Sky Ghost Drone for Federal ဒူဝန်ကျဲတပ်ဖွဲ့အရှိတော်ပြည်သူကာကွယ်ရေးအင်အားစုတွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်ပြည်သူများအနေနဲ့စည်ရင်အထူးသတိပြုသွားလာနေထိုင်ကြဖို့တိုက်တွန်းအသိပေးပြီးစစ်ကောင်စီကအချိန်မရွေးလေကြောင်းတုံးဖြူတိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့်လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလိုက်နာကြေညာကြဖို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းပြည်သူရင်ခွင်ခုလုံးကြဖို့ထောက်လိုင်းတပ်တွေကတိုက်တွန်းထားပါတယ်